တကယ်လို့ဥကျက်ဆက်တဲ့မွေးမြူမယ်ဆိုရင်ဘယ်နှကောင်ကနေဆက်တဲ့မွေးမြူတင်လဲဘယ်နှကောင်ကနေဆက်တဲ့မွေးမြူရမလဲဆိုတာပထမဆုံးကိုကိုကိုမေးခွန်းထုတ်ဖို့လိုပါတယ်ကိုရဲ့မွေးမြူရဲ့ရည်ရွယ်ချက်ကဘာလဲဆိုတာသိဖို့လိုပါတယ်ဘာအတွက်မွေးမြူမှာလဲဆိုတာကိုကိုကိုအရင်မေးပါဥကျဲမွေးမြူမယ်ဆိုရင်အပအရှက်သုံးချက်အတိုင်းလွယ်ကူစွာခွေးချနိုင်ပါတယ်နံပါတ်၁ကိုဒါ insert ဖို့အတွက်မွေးမြူခြင်းမိသားစုအတွက် insert ဖို့အတွက်ပဲရည်ရွယ်တယ်ဆိုရင်တော့ ငါးကောင်ကနေစေကောင်ဟာအသင်းတို့ဆုံးပါပဲဒီအရေးအတွက်ဟာနေစဉ်အစအစာအတွက်လုံလောက်တဲ့ပမာဏကိုပေးနိုင်ပြီးဂရုစိုက်ဖို့လည်းလွယ်ကူပါတယ်နေရာကျကျနဲ့ရှုပ်ထွေးတဲ့ပစ္စည်းတွေလည်းမလိုအပ်ပါဘူးအိမ်နောက်ဖက်ကနေရာကျကျလေးတစ်ခုရှိရင်ကိုအလွယ်တကူမွေးမြူနိုင်ပါတယ်နဘာနိုင်အိမ်ဆော့ပုံဖို့အပြင်အပေါ်ဝန်ငွေဖြစ်တဲ့ဖို့အတွက်မွေးမြူရှင်း ိမ်ဆော့သုံးဖို့နဲ့ပိုရှန်တာတွေကို ရုံရှားပြီးမိန်သောစုအိမ်အတွဲအပေါ်ဝန်ငွေဖြစ်တဲ့ဖို့အတွက်ရည်ရွယ်မွေးမြူမယ်ဆိုရင်တော့30កောင်ကနေ50កောင်လောက်ကစက်တင်နိုင်ပါတယ်ဒီအရေးအတွက်ကပုံမှန်ထောက်လုံးမှုကိုပေးနိုင်ပြီးရက်ွက်အင်ဒီနာရှင်းဒါမှမဟုတ်တိတ်ကျွန်းသူတွေကိုလည်းအလွယ်တကူရုံရှားနိုင်ပါတယ်ရက်ွက်အင်ဒီနာရှင်းတိတ်ကျွန်းသူတွေကို ရုံရှားရဲကုန်သွားနိုင်ပါတယ် ရောမကုံမှာလည်းစိုက်ပူစရာမလိုပါဘူးဆက်တယ်မွေးမြူဖို့အတွက်ကုန်ကျစရာလည်းအများကြီးမလိုပဲဂရုစရာဒါလည်းအရန်အလုံးမရှုပ်ပါဘူးမိသားစုအိမ်အလောင်းနဲ့အတူတွဲပြီးလောက်ကင်သွားလို့ရပါတယ်ရတ်တော့စီဝဲလောင်းကတခုအနေနဲ့ဝဲမြူရှင်တကယ်ကိုခုချက်မွေးမြူလောင်းကကိုစီဝါပြဲလောက်ကရှင်နေဆိုရင်တော့300ကောင်ကနေ900ကောင်လောက်ကနေစက်တင်သင်းပါတယ် ဒီရေအတွက်ရှိမှတ်တာစီမံခန့်ခွဲမှုပိုင်းမှာတရားမှုရှိပြီးယင်းဤမြောင်းနာမှုနဲ့ထိုက်တန်အောင်ထောက်လောက်နိုင်ကဈေးကွက်ရုံရှားမှုအစီအစဉ်တွေကိုလည်းရှာမှတ်နိုင်မှာဖြစ်ပါတယ်။အရေးအကြီးဆုံးချက်ကတော့ကြိုတဲ့စီစဉ်ထားဖို့ပါပဲဘလားပဲမွေမွေကြက်လောင်အိအစအစနဲ့ကြက်တွေရဲ့ကျမ်းမာရေးအတွက်ပြင်ဆင်ထားသင့်ပါတယ်။ဒါမှသာကြက်တွေဟာကျမ်းမာစွာနေထိုင်နိုင်ပြီးကောင်းမွန်တဲ့ထောက်လောက်မှုတွေကိုပေးနိုင်မှာဖြစ်ပါတယ်။